ွဲဥထက်ကာလာတုံးလာတဲ့နဲ့ကြောက်စရာကာလာအောင်အပိတ်ချမှုတွေရရှိလာတဲ့ goddess မနေ့ကကော့ဒက်စ်ကဂျပန်ကနေပြန်လာပြီးတော့တောင်ကိုရီးယားနိုင်ငံဂင်ဘိုအပီပီဆိုင်ရာ40ရောက်ရှိနေချိန်မှာပြည်သက်တွေအပြုံလိုက်ချင်းရောက်ရှိလာကြပြီးတော့မန်ပါတွေကိုစိတ်အနှောင့်အယှက်ဖြတ်သွားခဲ့တဲ့အထိအားပေးကြိုင်းခဲ့ကြတာပါအဲ့ဒီဖြစ်ရကြောင်းအင်တာနက်မှာပြည်သက်တွေရဲ့အပြုံမှုနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေရှိနေတာကိုတွေ့ရပါတယ်ပြည်သက်အချို့ဟာလေးစိတ်လိုနေရာမျိုးမှာစီကံမလိုက်နာပဲနဲ့အလွန်အမင်းတိုးဝေတိုးခြင်းကင်မရာများနဲ့အနီးကပ်လိုက်လံရိုက်ကူးခြင်းကျိုးရဲ့ဖက်နှက်ကြောသွားတဲ့အထိပြက်စီခဲ့တာကြောင့်အလုပညာရှင်ရဲ့လုံခြုံရေးကိုစိုးရင်ရစီပါတယ်ဆိုပြီးတော့နတ်တဆင်းတွေကလည်းဆိုးလာပါတယ်ခင်ဗျာ ခွန်ဟွန်စိတ်နှောက်ရှစ်ဖြစ်သွားတဲ့ပုံစံကြောင့်ပြိတ္တတွေရဲ့အတင်းအကျပ်အားပေးမှုဟာမှုပညာရှင်ကိုဖိအားဖြစ်စေတယ်လို့ဝေဖန်လာကြပြီးတော့ဒီလိုမျိုးလေးစိတ်မှစီကံမဲ့စွာပြုတ်မှုတဲ့ပြိတ္တတွေကိုမှုပညာနယ်ပယ်မှာဝမ်းကျန်ထားတဲ့ဆန်စေးဖန်လို့မခေါ်ဆိုနိုင်တောင်မှပဲလွန်ကွဲစွာစိတ်အားထက်သန်တဲ့ပြိတ္တတွေလို့သတ်မှတ်ပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်ခင်ဗျာ ီကိစ္စနဲ့ပတ်သက်ပြီးတော့ခင်ဗျားဘက်ကမိသွေးများဆိုလာခြင်းမရှိသေးပေမဲ့ entertainment ဘက်ကတော့နောက်ထပ်အလားတူဖြစ်ရမျိုးမဖြစ်စေရန် court တွေအလုံးစုံရေးကိုပုံမှန်နှိကျစွာဆောင်ရွက်သွားမယ်လို့ဆိုလာပါတယ်ခင်ဗျာကောဒက်စာဆိုလို့ရှိရင်တရားဝင်ပွဲဥထွက်ပြီးတော့တောင်းလာအတွင်းမှာပဲသူတို့အဖွဲ့ရဲ့အောင်မြင်မှုဟာအမခန့်လောက်အောင်လှည့်မြန်လာပြီးတော့ဒီလိုမျိုးထူးခြားလာခဲ့တာပါ ွဲဥထပ်ပြီးတော့တိတ်မကြခင်မှာပဲတောင်ကိုရီးယားရဲ့ဂီတအစီအစဉ်တွေဖြစ်တဲ့ SBS Ingigayo နဲ့ M Countdown တို့မှာနံပါတ်1နေရာကိုဆုခုနိုင်ခဲ့တဲ့အပြင်သူတို့ရဲ့ပွဲဥထပ်သစင်းတွေဟာပြည်တွင်းနဲ့နိုင်ငံတကာဂီတဆရာတွေမှာအလေအလံထိန်းစင်းတွေရရှိခဲ့ပြီးတော့ record breaking ဖြစ်ခဲ့ပါတယ်ခင်ဗျာ Cortex အဖွဲ့ရဲ့အခုလိုအချိန်အဟုန်ပြင်းတဲ့အောင်မြင်မှုဟာကိုရီးယားနိုင်ငံထဲမှာကပဲကမ္ဘာတစ်ဝန်းလုံးက K-pop ပရိသတ်တွေရဲ့အာရုံစိုက်မှုကိုရရှိနေတာသိကြပါတယ်ခင်ဗျာ။ဒါ့အပြင်သူတို့ဟာကြော်ညာရိုက်ကူးခွင့်တွေလည်းအများကြီးရရှိခဲ့ပြီးတော့သူတို့ရဲ့ Evan Young အားနဲ့ကွန်မြူစီယောင်းအားတွေဟာဆိုရင်လည်းစံချိန်တင်လာခဲ့တဲ့အထိအရှိန်ကြီးလာခဲ့ပါတယ်။ ဒါကြောင့်ခုံတို့ဖနှတ်ကျွတ်တဲ့ဖြစ်ရလေလို့တင်းငယ်တဲ့အကြောင်းအရာမျိုးကအစကဘာကပြိတက်တွေရဲ့စိတ်ဝင်စားမှုကိုရရှိနေတာ Cortex အဖွဲ့ရဲ့ဩဇာအာဏာဘလောက်ကြီးမားလာပြီလဲဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်လဲ Cortex ကို Monster Rocky လို့တောင်းပါပဲတင်စားခေါ်လာကြပြီးတော့သူတို့ရဲ့ဂီတအရေးအသွင်းနဲ့ထူးခြားတဲ့စတိုင်တွေကြောင့်ဒီလိုအချိန်တိုထဲမှာအရှိန်အဟုန်နဲ့အောင်မြင်လာတာဆိုပြီးတော့ရှိယူလာကြပါတယ်ခင်ဗျာ